follow me. 2025မှာလောက်ခုနှစ်ရက်နေတောက်ကြနေတဲ့သူကကမ္ဘာရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းအရရောတရင်ပိုင်းချက်လေးရပါခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပထမအဦးဆုံးနေတဲ့ကမ္ဘာရွှေကိုဤပညာအရခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ဤပညာအရကမ္ဘာရွှေကိုခမန်းသုံးသပ်တဲ့အခါမှာကျွန်တော်က84တိုင်းပရိနဲ့ကျွန်တော်ခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်84တိုင်းပရိဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ဒီကန်နယ်တုံးတုံးတုံးရဲ့ကြာချိန်ကြာချိန်တွေဟာ၄နာရီကြာပါတယ်ဒါက84တိုင်းပရိဟာဝါလီ၄နာရီအတိုင်းတောင်ကျွန်တော်တို့ခေါ်တယ်တိုင်းပရိနေအမျိုးအစားပေါ်မှာမူမူတည်ပြီးတော့ကန်နယ်တွေပြောင်းလဲတာတွေလည်းများစွာကွာခြားတာ ာရှိတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် MFT MFT ဆိုလို့ရှိရင်ကဒါ15မိနစ်တိုင်းပရင်ဒီရက်ကနေတုံးတုံးတုံးကကြာချိန်က15မိနစ်ကြာတာမျိုးတွေရှိရပေါ့နောက်ထပ်တစ်ခုက M30 ဒါဆိုရင်မိနစ်30တာနေမှာတုံးပြောင်းနေတာလေ H1 ဒါကကြောက်တနားရီနေမှာတုံးပြောင်းနေကန်နေတယ် D1 ဆိုတာ Day 1ဒါတရက်နေမှာတုံးပြောင်းနေကန်နေတယ်ဒါတိုင်းပရင်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကန်နယ်တွေပြောင်းသွားတာတွေရှိတယ်သုံးသက်ချက်တွေကွဲလွဲတာတွေလည်းရှိတယ်အဲဒီအထဲမှာကျွန်တော်က A4 time frame နဲ့ကျွန်တော်ခံမှန်းသုံးသက်ပြီးသွားမှာဖြစ်တယ်ကျွန်တော်ဒီ A4 time frame ခံမှန်းသုံးသပ်နေတဲ့ဒီကမ္ဘာရွှေဈေးကိုခံမှန်းသုံးသပ်နေတဲ့အချိန်ဟာဆိုလို့ရှိရင်မြန်မာစံတော်ချိန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့နေ့လည်းနာ၁၂နာရီခွဲအနေထားအာမကျွန်တော်ခံမှန်းသုံးသပ်တာဖြစ်တယ်။ဒါ၁၂နာရီခွဲဆိုရင်ကျွန်တော်တို့ဒါအာရှချိန်အိနေမှာပဲရှိနေလို့ရှိတယ်ကမ္ဘာရွှေဈေးကကျွန်တော်ဒီရက်ပိုင်းဒီမှာစောစောလေးသုံးသပ်ပေးလိုက်တာရှိတယ်။ကျွန်တော်ဒါမြန်မာစံတော်ချိန်နေ့လည်း ဆယ့်နှစ်နာရီခွဲဆိုတဲ့အနေထားမှာကမ္ဘာရွှေဈေးကဘလောက်ပေါက်နေလဲဆိုလို့ရှိရင်တအောင်စကို2900ပေါက်နေတာဖြစ်တယ်2900ဆိုတဲ့ဈေးအနေထားဟာဈေးကနည်းနည်းလေးပြန်တက်နေတယ်ဝယ်လိုအားများနေဝယ်လိုအားနည်းနည်းပြန်ဝင်လာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုဈေးကွက်ကမနေ့ပိုင်းဈေးစောက်ဖွင့်ကြတဲ့အနေကမှဈေးကအေးနေတာဖြစ်တယ်အဲအသိပ်ပြီးတော့အလုတ်ခတ်မရှိဘူးဖြစ်တယ်ဘာကြောင့်ဈေးကလုတ်ခတ်နေတာလဲမလုတ်ခတ်တာလဲဆိုတာတစ်ချက်သတိထားမှာကျွန်တော်တို့ညပိုင်းမှာနန်းဖန်သတင်းနဲ့ရှိတယ်လို့ဒါတောက်ကြနေဟာတပတ်တာဈေးကွက်ပိတ်မဲ့တောက်နောက်ဆုံးရလေဖြစ်တဲ့အတွက်သူကသတင်း င်းကလည်းသတင်းကြီးလက်ရှိတယ်။တပတ်တအရာဈေးကွက်ပိတ်မနောက်ဆုံးနေလည်းဖြစ်တဲ့အတွက်အာရှချိန်တွေယူယူရိုချိန်တွေမှာဈေးအေးလေးရှိပြီးတော့ညပိုင်းယူအချိန်တွေမှာဈေးလှုပ်ခတ်ကျန်းလာမျိုးတွေဖြစ်လာနိုင်တယ်။ဒါကဘာဖြစ်လို့လဲဆိုတော့တည်င်းကကြီးတဲ့ဟာရှိတဲ့အတွက်တည်း investor အများစုကလည်းစောင့်ကြည့်နေတဲ့အနေအထားဖြစ်တဲ့အတွက်အဝယ်ရောက်မလို့ခွင့်နဲ့စောင့်ကြည့်နေတဲ့အနေအထားဖြစ်တဲ့အတွက်ဈေးကွက်ကအေးနေရခြင်းအကြောင်းရင်းဖြစ်တဲ့ဟုတ်ပြီကျွန်တော်တို့ဒီနေ့တောက်ကြာနေနေတဲ့ကမ္ဘာ့ရွှေဈေးကတအောင်စောက်ဘလောက်မှဈေးစောက်ဖွင့်ခဲ့တယ်လဲဆိုလို့ရှိရင်2917မှာဈေးစောက်ဖွင့်လိုက်တယ်။လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ2913ထိပဲတက်ခဲ့ပြီးပါပြီ။လက်ရှိချိန် တွေအနိုင်ဆုံးကျခဲ့ပြီးတဲ့ဈေးကဘယ်လောက်ထိလဲဆိုတော့2196အထိကျခဲ့ပြီးပါပြီ။ဒေါ်ကြည်ကြီးအပြင်ဆိုရင်ဈေးကွက်အအနေထားကဈေးကနည်းနည်းလေးအကျအားကိုတာခဲ့တယ်ဈေးကွက်ဖွင့်ခြင်းကဘာကြောင့်လဲဆိုလို့ရှိရင်2917မှာဖွင့်လိုက်တယ်။ဖွင့်ခဲ့ပြီးတဲ့အချိန်ကျမှကျွန်တော်တို့ ဖွင့်ခဲ့ပြီးတဲ့အချိန်မှာကျွန်တော်တို့အောက်ကိုဟိုဒါ2023အထိအပေါ်ကိုတက်သွားလိုက်တယ်73ဆိုတာအပေါ်ကိုနှစ်ပစ်လောက်ထိတက်သွားလိုက်တယ်2023ကိုဖောက်တန်းနိုင်ရင်မရှိဘဲနဲ့အောက်ကို2196အထိကိုဈေးကပြန်ပြီးတော့အကျလာခဲ့တယ်ဗျအကျအားကောင်းကုန်လို့လည်းပြန်ကျခဲ့တယ်ဒါပေမဲ့ကျပြီးတော့2896ကိုဖောက်ကျနိုင်ရင်မရှိဘဲနဲ့လက်ရှိအနေအထား2908အထိကိုပြန်ပြီးတော့အတက်ပြန်လာနေတာဖြစ်တယ်ဒါအောင်ချီချီအဖြစ်ဆိုရင်ဈေးကွက်ထဲမှာဝယ်လို့အားနည်းနည်းလေးပြန်ဝင်လာပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အများကြီးတော့မဟုတ်ဘူး2896ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့အဝယ်တွေအဝယ်နည်းနည်းလေးပြန်ဝင်လာတဲ့အဲ့အတွက်ကြောင့်2900 ှစ်အထိကိုဈေးကပြန်ကန်တက်နေတဲ့အနေအထားကိုတွေ့ရတာဒါကြောင့်လက်ရှိရဲ့ဈေးကွက်အနေအထားဝယ်လို့အနေနဲ့လေးပြန်ဝင်လာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နောက်ထပ်တဏီကိုဝယ်လို့အားရောင်းလို့အားကိုလက်ရှိရဲ့ဈေးကွက်အနေအထားကိုဘယ်လိုခံမှန်းလို့ရလဲဆိုလို့ရှင်ကျွန်တော်တို့ကန်တွေကိုကြည့်ရင်သိတိုင်းလေလက်ရှိကန်တွေအရဆိုလို့ရှိရင်ဒီမှာဘဲဘဲဖြစ်နေတယ်ဒါပေမဲ့ဒါကအခုက12နာရီခွဲနေတော့တရုံပြောင်းသွားတာရှိတယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့တရုံမှာဆိုလို့ရှိရင်ဘူးကန်တွေဘူးကန်တွေဆိုအစိမ့်ကန်တွေဒီမှာဈေးတက်ကိုကိုစားတဲ့ကန်တွေတုံးလေးတွေ့နေရဖြစ်တယ်ဒါမဲ့ဈေးကွက်ထဲမှာဒါကဝယ်လို့အားလေးနဲ့ပြန်ဝင်ခဲ့ပြီဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ပြနေတာဖြစ် တယ်ဒါကြောင့်ကျွန်တော်တို့ကန်နယ်ကိုကြည့်ပြီးလဲဝယ်လို့အားများဝယ်လို့အားတွေဝင်ခဲ့ပြီလားရောင်းလို့အားတွေအများနေတယ်လားဆိုတာကြည့်လို့ရတာဖြစ်တယ်ဟုတ်ပြီလက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီးဆိုလို့ရှိရင်ဒီနေ့တော့ကြာနေအနေနဲ့တိထားရမယ့်အရေးကြီးတဲ့ resistance နဲ့ support တွေဈေးဘယ်မှာဝယ်ရမလဲဘယ်မှာရောင်းရမလဲ TPSN တွေပေါ်မှာတခါတည်းပြောပေးတော့မှာဖြစ်တဲ့အတွက်ဒီ video လေးကိုအဆုံးထိကြည့်သွားပေးလို့လိုအပ်တယ်အကယ်လို့မိတ်ဆွေရမရှင်းဘူးဆိုလို့ရှိရင်ကျွန်တော်ဒါရိုက်ဆက်တူပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီနေ့အတွက်တော့ကြာနေအနေနဲ့တိထားရမယ့် resistance နဲ့ support တွေကိုပြောပြမှာပြောပြမှာဖြစ်တဲ့ resistance နဲ့ support တွေဆိုတာဘာလဲ resistance distance ဆိုတာဈေးဆက်တက်ဖို့စောင့်ကြမဲ့ဈေးတန်းအားပေါ့လက်ရှိအရဆိုလို့ရှိရင်2973ဟာဒါ web system ဈေးတန်းပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့2973ကိုလက်ရှိမနက်ပိုင်းလေးကနေဈေးကအပေါ်ကိုဖောက်တက်နိုင်ခြင်းမရှိသေးဘူး2973နားလေးကိုရောက်ပြီလို့ရှိရင်လည်းဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့အောက်ကိုပြန်ကျသွားတာမျိုးတွေတွေ့နေရတဲ့အတွက်ဒါကဈေးဆက်တက်ဖို့စောင့်ကြမဲ့ဈေးတန်း web system လို့တောက်ကြနေအနေနဲ့သတ်မှတ်လို့ရတယ်2973ကိုဒါဖောက်တက်သွားနိုင်ခဲ့ပြီဆိုလို့ရှိရင်ဈေးကဘယ်လောက်ထိအသက်ပြန်လာမြင်ရနိုင်မလဲဆိုလို့ရှိရင်2900 2023အထိကိုဈေးအသက်ပြန်ပြင်ရနိုင်မှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ web system ကအရေးကြီးတယ်။2023ကိုဖောက်တက်ပြီဆိုတော့လိုက်ပြီးတော့ဝဲပါ။ဘာဖြစ်လို့လဲဆိုတော့ဈေးက2023 2032ဝင်းကျင်လောက်အထိကိုအသက်အကောင်းဆုံးနဲ့ပြန်ပြီးတော့မြင်ရနိုင်မှာဖြစ်တယ်။ဈေးကွက်ရဲ့အရာအရာ trend ရကိုကျွန်တော်ဆွဲထားတဲ့အရာဆိုလို့ရှိရင်လည်း trend က a trend မှာပဲရှိနေသေးတယ်။ a trend အပေါ်မှာပဲကန်နေတွေကအပေါ်မှာတွေပဲရှိနေတယ်ဖြစ်တဲ့အတွက်ဈေးကွက်ကအသက်လာရမှာပဲရှိနေသေးတယ်။အကြကတော့ရေတိုအနေနဲ့ကြာတာမျိုးတွေပဲတွေ့ရအောင်မှာဖြစ်တယ်။ဒါကတောက်ချာနေအနေနဲ့တည်ထားရမယ့်ဒီ web system ဈေးတန်းကိုပြောပြတာ ြစ်တဲ့ resistance ဈေးနှုန်းကိုဖောက်တက်ပြီဆိုရင်ဘယ်လောက်ထိတက်လာနိုင်မလဲဘယ်ချိန်ဒီမှာအဝယ်ဝင်လို့ရတယ်ဘယ်ချိန်ဒီမှာအမြတ်ပိုင်းလို့ရတယ်ဆိုတာတခါတည်းခံမှန်းသုံးသပ်လို့ရမှာဖြစ်တယ်ဒါက resistance support တွေကိုတည်ထားတဲ့အတဲ့အာတာချက်တစ်ခုဖြစ်တယ်ဒါကြောင့်မိတ်ဆွေကိုကျွန်တော်ကဒီ resistance နဲ့ support တွေကိုအဓိကထားပြီးပြောရခြင်းဖြစ်တယ် support support ဆိုတာဘာလဲဆိုရင်ဈေးဆက်ကြဖို့စောင့်ကြမဲ့ဈေးတန်း export ကျွန်တော်တို့ကိုစားပြုတဲ့ဟာဒီ support ဈေးနှုန်းကလက်ရှိအရဘယ်လောက်ဆိုလို့ရှိရင်နှစ်ရှစ်66ဟာကျွန်တော်တို့ နက်ပိုင်းမှာနှိ6 6ကိုဖောက်ကြနိုင်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြန်ကန်တက်နေတဲ့အနေအထားကိုတွေ့နေရတာလက်ရှိအနေအထားဆိုဒါကြောင့်နှိ6 6ဟာစပိုဈေးတန်းဈေးဆက်ကြဖို့စောင့်ကြရမယ့်ဈေးတန်းတောက်ကြနေအနေနဲ့တတ်မှတ်လို့ရပါတယ်2896ဈေးတန်းကိုတော့ဖောက်ကြခဲ့ပြီဆိုရင်တော့ဘယ်လောက်ထိကျလာနိုင်မလဲဆိုရင်2890 2880ဝန်းကျင်လောက်ဒီကိုဈေးကအကျပြန်ပြီးတော့မြင်ရနိုင်မှာဖြစ်တယ်ဒါကကျွန်တော်တို့တောက်ကြနေနေမှာတည်ထားရမယ့်စပို့ဈေးတန်းကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်ဒါတွေကိုတည်ထားပြီးပြီဆိုလို့ရှိရင်ကိုကအယောင်ဝန်းကျင်နဲ့ဆိုလို့ရှိရင်ဈေးတန်းတစ်ခုကိုဖောက်ကြနေပြီလားအဲစပို့နားကိုနှီးနေပြီလားဝက်စစ်တန်နားနှီးနေတဲ့အတွက်ဝယ်တင်လားရောင်းတင်လားဆိုတော့ခံမှန်းရလွယ်ကူသွားတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့စိတ်မန်းနဲ့ရောင်းဝယ်တာလောက်တာတဲ့ဒီဝက်စစ်တန်နဲ့စပို့တွေနဲ့နှီးပညာကိုကိုနဲ့ကိုက်ညီမဲ့ဟာနဲ့အယောင်ဝယ်လောက်တာဆိုလို့ရှိရင်ကိုပို့ပြီးတော့ဆေးဖြစ်တယ်ဒါကြောင့်ကျွန်တော်ကအယိုးရှင်ဆုံးနှီးပညာကိုကျွန်တော်က ဒါမိတ်ဆွေတို့နားလည်လဲမဲ့ဟာကိုကျွန်တော်ကပြောပြခြင်းဖြစ်တယ်။ဒါကကျွန်တော်ကသုံးသက်ချက်တွေကရိုးရှင်းတယ်ကျွန်တော်ရဲ့နည်းပညာတွေက indicator တွေကကျွန်တော်ကဒီ word system တွေ support တွေ trend line တွေဒီ candle တွေရဲ့ price action တွေကိုကြည့်ပြီးတော့ကျွန်တော်ကခံမှန်းသုံးသက်လေးရှိတယ်။အယောင်းဝယ်လေးလုပ်လေးရှိတယ်။အဲဒါကြောင့်မိတ်ဆွေတို့ကျွန်တော်ကအဲ့ထဲကနေမှအနားလည်လွယ်ဆုံးအရိုးရှင်းဆုံးဒီ word system နဲ့ support ကိုကြည့်ပြီးတော့အယောင်းဝယ်လုပ်ဖို့ကျွန်တော်ကခြားပြလေးရှိတယ်။ ဒါက western support ကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့တရက်တာအနေနဲ့ဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းစင်လဲ TBSN တွေကိုပါပြောပြသွားမှာဖြစ်တယ်အကယ်လို့မိတ်ဆွေကကြတော့ကျွန်တော်ရဲ့အကြံပေးသုံးသက်ချက်တွေကိုသဘောကျကြိုက်နေတယ်လို့ကျွန်တော်ရဲ့အကြံပေးသုံးသက်ချက်တွေကိုဒါဈေးကွက်နဲ့အညီ light တိုင်းလိုချင်တာပဲဖြစ်စေ VIP signal တွေကိုဝင်ချင်တာပဲဖြစ်စေကျွန်တော်တို့ဒါရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကြောင့်ဆက်လက်ပြီးကြည့်သွားကြရအောင်ကျွန်တော်တို့ဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းသင့်လဲလဲဆိုတဲ့ order တွေကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်အရင်ဆုံးအနေနဲ့ကျွန်တော် buy order ကိုပြောပြသွားမှာဖြစ်တယ် buy လက်ရှိဈေးတန်းမှာဝယ်သင့်တယ်လား2900ရှစ်2900ဆိုတဲ့ဈေးနေထားတာတကယ်တမ်းက worth system ဈေးတန်းကြီးတစ်ခုဖြစ်တယ်ကျွန်တော်အမြင်ရဆို worth system ဈေးတန်းကြီးမှာမဝယ်ချင်ပါဘူးဘာကြောင့်လဲဆို2900ဒီ worth system ဈေးတန်းဆိုတာဈေးစတက်ဖို့စောင့်ကြမယ့်ဈေးတန်းဒီလိုမျိုးဈေးတန်းကြီးမှာဝယ်လို့ရှိရင် risk အရင်များပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကံကောင်းတဲ့အချိန်ဆိုရင်တော့ဒါကဈေးကွက်ကအလောက်ခတ်ကြတာဒီ breaking news တွေကြောင့်တက်သွားတာမျိုးတွေလည်းရှိတယ် worth system နေရာမှာဝယ်လို့ရှိရင်အန္တရာယ်များပါတယ်ဒါကြောင့်ကျွန်တော်ကမဝယ်ပါဘူးဘယ်ဒီနေရာမှာဝယ်မလဲဆိုလို့ရှိရင်ကျွန်တော်ကအောက်ကိုဈေးနဲ့ပြန်ကြ ခဲ့တဲ့အချိန်အဲ2900ရေရဲ2900ရေနဲ့2890ဒီမှာဝယ်စေခြင်းနဲ့အဝယ်ပွိုင်းနှစ်ခုကို2900နဲ့2890ဒီမှာဝယ်ပါတပီအမြတ်ပိုင်းဈေးတန်းကဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်2915 sorry 2900နဲ့8 2900 23မှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းသေးတန်းကဘယ်မှာရှုံးပိုင်းရမလဲဆိုတော့ဒါမိတ်ဆိုရကိုရှုံးရှုံးခံနိုင်တယ်ပမာဏပုံမှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါကျွန်တော်ကတော့ဘယ်နားမှာထားတင်တယ်လဲတော့ပြောပြသွားမှာဖြစ်တယ်ဘယ်နားမှာထားတင်တယ်လဲဆိုရင်တော့2800 90ရဲ့အောက်မှာ SN ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကဘိုင်အတွက် TB နဲ့ SN ကိုကျွန်တော်တောက်ကြနေအတွက်ဘိုင်အတွက် TB နဲ့ SN ကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်ဘိုင်ကိုပြောပြီးပြီဆိုရင်ကျွန်တော်အယောင်ဆဲကိုပြောပေးသွားမှာဖြစ်တယ်ဆဲအော်ဒါအတွက်လက်ရှိရဲ့ဈေးတန်းမှာရောင်းတင်တယ်လားလက်ရှိဈေးတန်းမှာရောင်းတင်တယ်လားဆိုရင်တော့ရောင်းတင်တယ်လို့မြင်တယ်တကယ်လို့မိတ်ဆွေရကျတော့2008မှာအယောင်မကြိုက်သေးဘူးနည်းနည်းလေးအပြန်ပြီးတော့အသက်ပြန် စောင့်ကျင်တဲ့သူတွေအတွက်ကတော့ဒီဈေးတန်းမှာမရောက်ပါနဲ့အဲ့ဒါဆိုလို့ရှိရင်စောင့်ကျင်တဲ့သူတွေကဘယ်နားမှာရောက်လို့လဲဆိုတော့2922တိမ်မှာရောက်လို့ရှိရင်တော့ပို့ပြီးတော့ဆစ်ပြစ်တယ်နောက်ထပ်တစ်ခုဆစ်ပြစ်ကျင်တဲ့သူတွေတယောက်တွက်ဆိုလို့ရှိရင်2930နှစ်နှစ်မှာအယောင်းဝင်အယောင်းဝင်မှာတီးပြီးအမျက်ပိုင်းဈေးတန်းကတော့ဘယ်မှာအမျက်ပိုင်းရမလဲဆိုရင်2955မှာအမျက်ပိုင်းမှာ2908မှာအမျက်ပိုင်းမှာအဆန်အရှုံးပိုင်းဈေးတန်းကဘယ်မှာအရှုံးပိုင်းရမလဲဆိုတော့ဒါမိတ်ဆိုရကိုရှုံးရှုံးခံနိုင်တဲ့ပမာဏပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲကိုတော့ကျွန်တော် ပြောပြီးတော့မှဖြစ်တယ်ဘယ်မှာထားတဲ့လဲဆိုရင်2930ရဲ့အပေါ်မှာ SN ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကဒီနေ့တောက်ချာနေနေနဲ့အယောင်အော်တာ TV နဲ့ SN ကိုကျွန်တော်ပြောပြီးတော့တာဖြစ်တယ်ဒါကအဝယ်နဲ့အယောင်ကိုကျွန်တော်ကနီးပညာအရာကိုနဲ့ခမန်းသုံးသပ်ပြီးတော့တာဖြစ်တယ်နီးပညာအရာခမန်းသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်တော့မှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မို့ဆိုရင် trade account နဲ့တော့ site တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်ဝယ်လို့ပို့တော့အကြံပြုပါတယ်ခင်ဗျာ ဒါကကျွန်တော်ရဲ့ဒါသုံးသက်ချက်နည်းပညာတွေကရိုးရှင်းတယ်ကျွန်တော်ကအရိုးရှင်းဆုံးနည်းပညာတွေ indicator တွေကိုသုံးလေးရှိပါတယ်ဒါကြောင့်မိတ်ဆွေရတဘောကြားချိုင်းနေတဲ့ဆိုရင်ကျွန်တော်ကိုဆက်သွယ်အဲအကြံပြုအကြံပေးချက်တွေကိုရယူလို့ပါတယ်ခင်ဗျာတကယ်လို့ဒါကဒီနေ့ပညာအရသုံးသပ်ပြီးပြီဆိုတော့ကျွန်တော်သတင်းပိုင်းအရသုံးသပ်ပေးတော့မှာဖြစ်တယ်သတင်းပိုင်းအရကရောဒီနေ့အတွက်သတင်းတွေထွက်ဖို့ရှိလားရှိပါတယ်ဒီသတင်းတွေကဘယ်လောက်ထိရေးပါလဲဆိုတော့ကျွန်တော်ပြောပေးတော့မှာဖြစ်တယ်ဒါအကြောင်းတစ်ချက်လောက်တော့ကြည့်ရအောင်ဗျာ သတင်းပိုင်းရကတော့ဆိုလို့ရှိရင်ဒီမှာသတင်းတွေကထွက်ဖို့တွေသတင်းတွေရှိတယ်။ဘယ်နှစ်ခုတောင်ထွက်မလဲဆိုလို့ရှိရင်သတင်းက၃ခု၄ခုတောင်ထွက်ရှိသွားမှာဖြစ်တယ်။ဒီမှာ၄ခုတောင်ထွက်ရှိသွားမှာဒီသတင်းတွေကဘာသတင်းတွေလဲဆိုတော့ US သတင်းတွေဖြစ်တယ်။ US နိုင်ငံရဲ့စီးပွားရေးသတင်းတွေပဲဖြစ်တယ်။ဒီသတင်းတွေကဘယ်ချိန်ဒီမှာထွက်မလဲဆိုရင်မြန်မာစံတော်ချိန်အားဖြင့်ဆိုလို့ရှိရင်မြန်မာစံတော်ချိန်မြန်မာစံတော်ချိန်ဒီဘက်ကတော့ဒါ US ရဲ့အချိန်လေးဖြစ်တယ်မြန်မာစံတော်ချိန်အပြင်ဆိုရင်ဒါ၈နာရီရဲ့၈နာရီရဲ့ ဆယ်နာရီမှာထွက်ရှိသွားမှာဖြစ်တယ်။ဒါမှမဟုတ်၈နာရီထွက်မဲ့သတင်းတွေကတော့ပို့ပြီးတော့အရေးပါတဲ့သတင်းတွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုဒီနန်ဖန်သတင်းဒီနန်ဖန်သတင်းကကြတော့ကျွန်တော်တို့ဒီ investor တွေအများစုတွေ trader တွေအများစုကစောင့်ကြည့်နေတဲ့သတင်းဖြစ်နေတဲ့အတွက်ဒီသတင်းထွက်တဲ့ခါကျတော့ဈေးကအလောက်ခက်ကျန်းလေးကျန်းမှာဖြစ်တယ်။ဒီနန်ဖန်ဆိုတဲ့သတင်းအမျိုးကအစားကတစ်ဖက်သေးကိုလာရအောင်ဈေးသက်သွားတာလေဈေးကျသွားတာမျိုးတွေမသွားဘဲနဲ့သူကနောက်ဖက်စလုံးကိုဈေးက ဟောလဲတက်ပြီးလို့ရှိရင်ခဏနေကြံပြန်ကြသွားသူကအဲ့လိုမျိုးအပေါ် share တော့ out share တွေထုတ်သွားပြီးတော့အဲ့လိုမျိုးသတင်းအမျိုးအစားဖြစ်တယ်ဒါကြောင့်တစ်ချက်သတိထားပါဘာဖြစ်လို့လဲဆိုတော့ဒီလိုသတင်းတွေကသတင်းချိန်တွေမှာဝင်ထားပြီးပြီး order တွေဝင်ထားပြီးဆိုတော့ essence စားတဲ့ဟာမျိုးတွေဖြစ်လိမ့်ရှိပါတယ်ဒါလေးကိုတော့တစ်ချက်သတိပြုပါအဲဒီသတင်းထွက်ပြီးနိုင်ဝဲနဲ့သတင်းမထွက်ခင်နိုင်ဝဲလို့မှအယောင်းဝယ်မလုပ်ဖို့တော့အကြံပြုချင်ပါတယ်ခင်ဗျာဒါကသတင်းပိုင်းကသုံးသပ်ပြီးသွားတာဖြစ်တယ်သတင်းရဲ့ result တွေသိချင်တဲ့သတင်းထွက်ပြီးလို့ရှိရင်ဘလို့ဘလို့လာမလဲဆိုတာသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram free channel ကို join ထားပေးပါဘာကြောင့်လဲဆိုလို့ရှိရင်ဒီ Telegram American Free Channel မှာကျွန်တော်ကသတင်းရ reset တွေဈေးကွက်ရဲ့အတူဒိတ်တွေကိုကျွန်တော်တင်ပေးလေးရှိရာအကြောင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒါသတင်းပိုင်းကသုံးသပ်ပေးတော့ဖြစ်တယ်။သတင်းပိုင်းကလည်းသုံးသပ်ပြီးပြီဒါနိပညာအရာပိုင်းရတွေရောမရှင်းမှုဆိုရင်ကျွန်တော်ဒါရဲ့ဆော်တပီဆွေးနွေးလို့ရပါတယ်ခင်ဗျာဒီကကျွန်တော်ရဲ့ဗီဒီယိုကတကဘာရွှေထွေးတာတွေအဲတော့အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်တယ်တကယ်လို့အကျိုးရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေး like and share follow subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဒါရဲ့အေးချမ်းတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ